တော့ချီကာဂိုဘားတစ်ခုမှာရိုက်ကူးခဲ့တဲ့ဓာတ်ပုံလေးတစ်ပုံပဲဖြစ်ပါတယ်။ဒီညမှာတော့ဒီဓာတ်ပုံလေးကိုကြည်ပြီးတော့အချိန်တစ်ခုကိုအတူတူပြန်သွားကြမယ်နော်။ဒီဓာတ်ပုံကတော့1933ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ချီကာဂိုမြို့ကဘားတစ်ခုတွင်မှရိုက်ကူးထားတဲ့ဓာတ်ပုံလေးတစ်ပုံပဲဖြစ်ပါတယ်။ဒီဓာတ်ပုံလေးကတော့ American ပြည်ထောင်စုမှာအရက်တောင်ချင်းကိုတားမြစ်ထားတဲ့နှစ်ပေါင်းများစွာ ပြီးဆုံးသွားတဲ့အချိန်တုန်းကရိုက်ကူးခဲ့တဲ့ပုံလေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လူတွေရဲ့မျက်နှာမှာဝမ်းမြောက်မှုတွေနဲ့ပြည့်နှက်နေတာကို တွေ့မြင်နိုင်ပါတယ်။ဒါဆိုရင်အရက်တားမြင့်ရဲ့အကြောင်းကိုလည်းနည်းနည်းပြပြကျင်ပါသေးတယ်။1920ပြည့်နှစ်မှာ1933ခုနှစ်ထိအမေရိကန်မှာအရက်တားမြင့်ခဲ့တဲ့ Prohibition ခေတ်ဟာခေါက်တွေးတွေရဲ့တိုးတက်မှုကိုအဓိကတက်ရောက်မှုရှိခဲ့ပါတယ်။ ။ဘာကြောင့်မို့လို့အမေရိကန်နိုင်ငံမှာအရက်ရောင်းချခြင်းနဲ့ထုတ်လုပ်ခြင်းကိုတားမြစ်ခဲ့ကြတာပါလဲ။အဓိကတားမြစ်ရခြင်းရဲ့ရည်ရချက်ကတော့ယာဇဝင်းမှုတွေကို ချော့ချခြင်းလိုပဲဖြစ်ပါတယ်။ဒါပေမဲ့တကယ်တော့အတင်းကျပ်တားမြစ်မှုကပုံမှုဆိုးရွားသွားစေခဲ့တယ်လို့ဆိုလို့ရပါမယ်။ဘာကြောင့်လဲဆိုတော့လှုပ်ဝက်အရက်ရောင်းသူတွေနမေကြီးယာဇဝင်းမှုကောင်းဆောင်အယ်ကဘုံတို့လိုပေါ်ထွက်လာစေခဲ့တာပဲဖြစ်ပါတယ်။ တရားမဝင်ရရှိတဲ့အရက်တွေရဲ့အရေးသွေးနှင်းကြမှုကို ဖုံးကွယ်ဖို့အတွက်ဘာတန်နာတွေဟာအသီးဖြော်ရည်တွေနဲ့တခြားပါဝင်ပစ္စည်းတွေကိုထည့်ပြီးရောစက်တဲ့နီလန်းတွေကိုပုံမှန်အသုံးပြုလာကြပါတယ်။အမေရိကန်ကဘာတန်နာတွေဟာ prohibition ကြောင့်ဥရောပကိုပြောင်းရွှေ့ပြီးသူတို့ရဲ့ဗဟုသုတတွေကို ဖြန့်ဝေခဲ့ကြပါသေးတယ်။1950နဲ့1960ခုနှစ်တွေမှာမိုင်တိုင်းဇွန်ဘီ စတဲ့ tropical cock တွေတွေကပုံမှုခေစားလာခဲ့ပါတယ် mad man လို့ရုပ်ရှင်တွေနဲ့အတူ martini manhattan စတဲ့ chemical sophisticated ဖြစ်တဲ့ cocktail တွေကလည်းလူကြိုက်များခဲ့ပါတယ်ဒီတဲ့ပုံကိုသေချာကြည့်မယ်ဆိုရင်တော့ပလင်းတွေဖန်ခွက်တွေကိုကင်ပြီးလက်မြောက်ထားကြတဲ့သူတွေရေသံတွေမတည်သေးတဲ့သူတွေတောင်မိတ်ဆွေဟောင်းတွေလိုနှုတ်ဆက်နေကြတဲ့ပုံရိပ်တွေစတဲ့အငွေ့သက်တွေကို ခံစားလို့ရနိုင်ပါတယ်။ဘာဝင်နံကလည်းလက်ကိုမြှောက်ထားပါသေးတယ်။ဒီလိုဟန်ပန်မှုရာတွေပြမှုတွေအပြုံးတွေကပျော်ရွှင်မှုကိုပြသနေကြပါတယ်။ဒါကတော့တာမန်ပွဲတစ်ခုရဲ့ပုံရိပ်မဟုတ်ပါဘူးနော်။လူမှုတစုလုံးရဲ့ခံစားချက်အစစ်မှန်တွေကိုပေါ်ပြနေတဲ့အချိန်ကာလကိုရိုက်ကူးထားတဲ့ပုံလေးပဲဖြစ်ပါတယ်။အတန်တွေကိုစိတ်ထဲမှာခံမှန်းကြားရအောင်လို့တောင်းရပါသေးတယ်။ဒါကြောင့်မလို့ဒီတဲ့ပုံဟာ ဓာတ်ပုံတပုံထက်ပိုပြီးအထိပ်ပဲရှိပါတယ်။ဒါဟာပြန်လည်ရရှိတဲ့ပျော်ရွှင်မှုခန္ဓာရည်ရှိမှုကိုဖော်ကျူးထားတဲ့ပုံတပုံပါ။1933ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ကချီကာဂိုမြို့မှာအဲ့ဒီညကဘာတွေလုပ်ခဲ့ကြလဲဆိုတဲ့သမိုင်းကိုဒီဓာတ်ပုံတွေကနေတဆင့်သိနိုင်မှာပဲဖြစ်ပါတော့တယ်ရှင်။